်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအုပ်ဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အလင်းနိုင်ငံတော်သားဆိုတဲ့ကောင်းတဲ့နဲ့ကောလောသဲအခန်းကြီး1အငယ်73ကိုဆင်ခြင်သွားခြင်းပါတယ်မောင်မိုက်တကူးမှလည်းငါတို့ကိုနှုတ်၍ချစ်တော်မူသော တားတော်ဤနိုင်ငံတည်းသို့တွင်းတော်မူ၏ကျွန်တော်ဟာအရင်ကအပြစ်ရဲ့ဂျွန်တယောက်ဖြစ်ခဲ့ပြီးတော့မောင်မိုက်နိုင်ငံတော်ရဲ့အစိတ်အပိုင်းထဲမှာပါဝင်ခဲ့ပါတယ်အခုကျွန်တော်ဟာခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ဘုရားသခင်ရဲ့နိုင်ငံတော်အလင်းနိုင်ငံတော်ရဲ့အစိတ်အပိုင်းဖြစ်လာပါတယ်ဒီကမ္ဘာလောကမှာမမြင်နိုင်တဲ့နိုင်ငံနှစ်ခုရှိပါတယ်အမောင်နိုင်ငံနဲ့အလင်းရဲ့နိုင်ငံတော်ပဲဖြစ်တယ် မောင်မိုက်နိုင်ငံတော်မှာစာတန်ကအုပ်စိုးနေပြီးတော့ကျွန်တော်တို့ဟာဖြက်စည်းခြင်းကနေပျက်စီးသွားခြင်းတိုင်အောင်တက်ရောက်သွားဖို့အတွက်ချမှတ်ခံထားရတယ်။အလင်းနိုင်ငံတော်ကတော့ပြည်သခင်ရဲ့နိုင်ငံတော်ဖြစ်ပြီးတော့အသက်မြင့်တာနဲ့လွတ်လပ်မှုကိုပေးပါတယ်။ကျွန်တော်တို့လူရဲ့ဇာတိအပြည့်သဘောတဘာဝကြောင့်အမောင်နိုင်ငံတဲမှာမွေးဖွားလာခဲ့တယ်။ ျွန်တော်တို့ဟာအမောင်နိုင်ငံရဲ့ကျွန်ဖြစ်ပြီးတော့အဲ့ဒီနိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့တယ်။စာတန်ကကျွန်တော်တို့ကိုသူ့ရဲ့သူ့ရဲ့ထိန်းချုပ်မှုအောက်မှာထားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ခရစ်တော်ကိုနာခံခြင်းပြုဖို့ဆိုတာထက် အချိန်တိုင်းမှာ အပြစ်ကိုရွေးချယ်နေကြတာဖြစ်တယ်။ဒါပေမဲ့လည်းယုံကြည်ခြင်းအပြင်ခရစ်တော်စီကိုရောက်ရှိလာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုအမောင်နိုင်ငံကနေခရစ်တော်ရဲ့နိုင်ငံတော်စီကို လွဲပြောင်းစေခဲ့ပါတယ်။အပြစ်တရားရဲ့တကူနဲ့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့စာတိုင်းရဲ့တကူကနေလွတ်မြောက်စေတော်မူပါတယ်။ကျွန်တော်တို့မှာတစ္ဆာခံရမယ့်အရှင်အသက်နဲ့သခင်အသက်တရားရှိလာပါတယ်။ယုံကြည်ခြင်းအပြင် ကျွန်တော်တို့ဟာအခုဘုရားသခင်ရဲ့နိုင်ငံတော်မှာနိုင်ငံသားဖြစ်နေပါပြီ။ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ဟာ ပြာသခင်ရဲ့အကားအကွယ်နဲ့ဆောင်းရှောင်းမှုအောင်မှနေထိုင်ရပါတယ်ကျွန်တော်တို့ဒီလောကမှာဧည့်သည်တယောက်အနေနဲ့ရောခရီးသွားတယောက်အနေနဲ့ရောခဏတန်ဖြတ်တန်းသွားလာခဲ့တဲ့သူတယောက်အနေနဲ့သာဒီကမ္ဘာလောကကြီးထဲမှာအခုနေထိုင်နေခြင်းဖြစ်တယ်။မောင်မိုက်နိုင်ငံဟာကျွန်တော်အပေါ်မှာအာနာပါဝါပြဖို့ဒါမှမဟုတ် အခွင့်အာဏာမရှိတော့ပါဘူး။ ကျွန်တော်တို့ဟာခရစ်တော်ရဲ့နိုင်ငံတော်ရဲ့တကူအာဏာရှိတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်သားအသင်းဝင်တယောက်အနေနဲ့အသက်ရှင်နေပါလေခရစ်တော်ရဲ့နိုင်ငံတော်ရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ကျွန်တော်မှခရစ်တော်ကပေးမဲ့အရာအလုံးရှိပါလေကျွန်တော်တို့ဟာခရစ်တော်ရဲ့နိုင်ငံတော်အစိတ်အပိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့အောင်ပွဲစီကိုရှောက်လန်းနေနိုင်ပါလေကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီးနဲ့အငယ်၁၄မှာ ငါတို့သည်ခရစ်တော်နှင့်အတူအောင်ပွဲကိုအစဉ်ခံစေခြင်းငါ၎င်းထိုသခင်ကိုတည်ခြင်းဤအမွေးအကြိုင်သည်ငါတို့အားဖြင့်အယက်ရတု၌နှံ့ပြားစေခြင်းငါ၎င်းပြုတော်မူသောဘုရားသခင်ဤခြေတော်ကိုချီးမွမ်းခြင်းရှိစေတည်းလို့ဆိုထားပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ဂရိတော်အရာကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်စာတန်အုပ်စိုးတဲ့မောင်မိုက်နိုင်ငံသားတစ်ယောက်မဟုတ်တော့ပါဘူး။အခုကျွန်တော်တို့ ခရစ်တော်ရဲ့နိုင်ငံသားတယောက်ဖြစ်နေပါပြီ။သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့သခင်နဲ့အရှင် ရှင်ဘုရင်ပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကို သူ့ရဲ့နိုင်ငံတော်ရဲ့အစိတ်အပိုင်းအဖြစ်သတ်မှတ်ထားတဲ့အတွက်ကြောင့်အခုကျွန်တော်တို့ဟာခရစ်တော်နဲ့အတူအောင်ပွဲထဲမှာ အသက်ရှင်နေပါတယ်။အမောင်နိုင်ငံနဲ့ပတ်သက်တဲ့အရာတွေကိုဝန်ခံစရာမလိုတော့ဘဲနဲ့အလင်းနိုင်ငံနဲ့ပတ်သက်တဲ့ငြိမ်သက်ဝမ်းမြောက်ချမ်းသာခြင်းကို ဘုရားသခင်အားဖြင့်ဂျေစုတော်အပေါင်းကို နေ့တိုင်းအစဉ်ချီးမွမ်းတော်ဖို့သာဖြစ်တယ်။ဂျန်နာဆင်ကျင်ခဲ့တဲ့သူတိုင်းအလေးနိုင်ငံတော်သားအဖြစ်နဲ့ဘုရားသခင်အတူရှိပြီးတော့ကောင်းကြီးပေးပို့ဆောင်ပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်